မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့အော်တိုဘာလ30ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းပေါ့မြုံနယ်မှာအကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ရာစစ်ကောင်စီတပ်သား10ဦးသေဆုံးပြီးတော့လက်နက်၄လက်ကိုတင်စီရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် အော်တိုဘားလာ28ရက်နေ့မနက်9:00နာရီကမှပေါင်းမြို့နယ်ရန်ကင်းကျေးရွာမြောက်ဘက်မှာရှိတဲ့ဒီရုတ်ကွင်းစစ်ဘေးရှောင်နေအိမ်များကိုအကြမ်းမဲ့စစ်ကောင်စီတပ်သားများနဲ့ဒီရုတ်ကွင်းပြည်သူစစ်များပါဝင်တဲ့ပူးပေါင်းစစ်ကြောင်းကဝင်ရောက်စီးနှင်းခဲ့တယ်လို့သိရပါဗျာ။အခုလိုမျိုးဝင်ရောက်စီးနှင်းမိတဲ့နောက်အကြမ်းမဲ့စစ်ကောင်စီတပ်သားများကစစ်ရှောင်နေအိမ်9လုံးနဲ့ဆေးကတစ်ခုကိုမိရှုဖျက်ဆီးခဲ့ပြီးတန်ဃာတော်တပားကိုလူဝဲလဲခိုင်းပြီးတော့စစ်ရှောင်ပြည်သူ18ဦးနဲ့အတူဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သိရပါဗျာ။ဒါအပြင် အကြမ်းဖက်စစ်ကောင်စီတပ်သားများကပြည်သူပိုင်ကားများနဲ့ပြည်သူပိုင်ပစ္စည်းများကို အတိအကျမှလူယူတင်ဆောင်သွားတယ်လို့သိရပါဗျာ။ အဲ့ဒီအကြမ်းမဆက်တဲ့စစ်ကြောင်းဟာစစ်ရှောင်းပြည်သူဦးထေးအောင်ကိုဖမ်းဆီးတပ်ဖြတ်ခဲ့ပြီးတော့စစ်ရှောင်းပြည်သူဦးတန်းစိန်ကိုလည်းနေအိမ်ထဲမှာပိတ်လောင်ပြီးတော့မိရှုတပ်ဖြတ်ခဲ့တယ်လို့သိရပါတယ်။အကြမ်းမဆက်တဲ့ရဲ့ပြစ်ခတ်မှုကြောင့်ပြည်သူ၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့တအူးဟာအသက်အန္တရာယ်စိုးရိမ်ရတယ်လို့သိရပါတယ်။အကြမ်းဖက်စစ်တပ်ကဖမ်းဆီးသွားတဲ့ပြည်သူများဟာဥမုံဒေါ်တီရာထွေဥမုံညိုကိုမိုးဒီကိုငတ်ချံကိုဖိုးချောဥလာညိုကိုငတ်ဦးမဇင်မာဦး ်ဦးတန်းမြိုင်ဦးစိုးဝင်းဦးမောင်အေးဦးတင်မောင်ဆွေကိုရဲလင်းနိုင်နဲ့အမည်မသိတဲ့ပြည်သူ၃ဦးတို့ဖြစ်ပြီးတော့ပြည်သူပိုင်ကားတစ်စီးနဲ့တန်ဃာတော်ကားတစ်စီးတို့ကိုလည်းပြည်သူပိုင်ပစ္စည်းများနဲ့အတူယူဆောင်သွားတယ်လို့သိရပါဗျ။အဲ့ဒီစစ်ကြောင်းကိုအော်တိုဘားလ28ရက်နေ့မနက်ပိုင်းမှာပေါ့မြုံနယ်ပြည်သူ့ကားဝေးအဖွဲ့ပေါ့ပါကဖာပခုတ်ကူခရိုင်တရင်ကစက်နဲ့ဆက်ရှိပူပေါင်းအဖွဲ့ကကြားဖြတ်ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။တိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်တပ်က MI-35 စစ်ရဟတ်ယာဉ်နဲ့ လေကြောင်းပစ်ကူပေးပြီးတော့တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်အဲ့ဒီတိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သား10ဦးသေဆုံးပြီးတော့ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိတယ်လို့သိရပါတယ်အကြမ်းဖက်စစ်ကောင်စီတပ်သားများထံကနေပြီးတော့ MA3 တနက်တလက် G3 တနက်တလက် AK တနက်တလက်ကာပိုင်တနက်တလက်နဲ့ဆက်ဆက်ပြည်စီအချုပ်ကိုလည်းတင်းစီရရှိခဲ့တယ်လို့သိရပါတယ်ဒါအပြင်ပေါ့မြို့နယ်ပကဖရဲဘော်တအူးနဲ့ပခုတ်ကူခရိုင်တိုင်ရင်းစနစ်ကရဲဘော်တအူးတို့မြင်းမြတ်စွာကြဆုံးခဲ့ရကြောင်းတင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းနထိုးကြီးမြို့နယ်ပြင်စီချေးရွာရဲစခန်းကိုရော့ကတ်များနဲ့ပြစ်ခတ်တိုက်ခိုက်ရာရဲစခန်းကိုထိမှန်ပြီးတော့ခေါင်းမိုးများပုံဝင်ထပ်ပျက်စီးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဝါလာ28ရက်နေ့ညနေ4နာရီကမှနထိုးကြီးမြို့နယ်ပြင်စီချေးရွာရဲစခန်းဝင်းအတွင်းကိုရော့ကတ်၅လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ရာနှလုံးဟာစစ်တပ်ကင်းမိုးကိုထိမှန်ခဲ့ပြီးတော့ကျန်တဲ့တစ်လုံးဟာရဲစခန်းကိုထိမှန်ခဲ့တဲ့အတွက်ကြောင့်ခေါင်းမိုးများပုံဝင်ထပ်ပြီးတော့ပျက်စီးသွားတယ်လို့သိရပါတယ်။စစ်ခွဲတွေထိခိုက်ဒိဆုံးမှုအခြေအနေကတော့မသိရသေးပါဘူး။စုံစမ်းနေသေးပါလို့နထိုးကြီးမြို့နယ် PDF တပ်ဖွဲ့က တာဝန်ရှိသူတို့ကပြောဆိုထားပါတယ်။အဲ့ဒီတိုက်ခိုက်မှုကိုနထိုးကြီး People Defense Force မြင်းကြံခရိုင်အမှတ်၄တရဲနထိုးကြီး PDF နဲ့မြင်းကြံခရိုင်အမှတ်၃၀တရဲတို့ကပူးပေါင်းကလှုပ်ဆောင်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းတောင်တာမြို့နယ်ရုံးစီကြီးရဲစခန်းကို drone နဲ့ပုံကျဲတိုက်ခတ်ရာဗိုလ်ကြီးတအုပ်အပအဝင်လေးဦးအပြင်းထန်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘားလာ28ရက်နေ့ညနေ3:30မိနစ်ခန့်မှာတောင်တာမြို့နယ်ရုံးစီကြီးရဲစခန်းကိုပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က drone နဲ့ 6kg ဘုံဒီ၄လုံးကျဲချတိုက်ခတ်ရာဘုံဒီနှလုံးဟာရဲစခန်းရဲ့လက်နက်တိုင်းနဲ့အချုပ်ဆောင်တို့ကိုထိမှန်ပြီးတော့ပောက်ကွဲခဲ့တယ်လို့သိရပါတယ်။စခန်းမှာတာဝန်ကျနေတဲ့အကြမ်းဖက်စစ်တပ်ကဗိုလ်ကြီးတအုပ်အပအဝင်ဒူရဲဦးတအုပ်နဲ့အခြားအဆင့်ရဲ ဲနှုတ်တို့အပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗါတယ်နှလုံးကလက်နဲ့တိုက်တဲ့အချုပ်ဆောင်ကိုတေချာထိမှန်ပြီးတော့အဆောင်ပွင့်သွားတယ် လူထိခိုက်မှုကတော့ရဲစခန်းမှာလာနေတဲ့ပုံဝဲအဆင့်ဘိုကြီးနဲ့တောင်သာဘက်ကနေရုံးစီကြီးစခန်းကိုတွဲပတ်အဖြစ်နဲ့တာဝန်ယူထားတဲ့ဒူရဲအုပ်တယောက်အပြင်းထန်ဒဏ်ရာရတယ်။ဘုံကြလို့အကြအယုံမရတော့ဘူးလို့သိရတယ်။နောက်ထပ်ရဲနှစ်ယောက်လည်းမျက်နှာတွေမှာထိခိုက်ဒဏ်ရာရတယ်။စခန်းမှာဘုံကျတဲ့အချိန်လင်းရင်လာတာမရှိပါဘူးလို့မြင်းကြံ District Drone Strike MDDS တပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်။ရုံးစီကြီးရဲစခန်းကအကြမ်းဖက်စစ်သားများနဲ့ရဲများဟာပြည်သူများနေထိုင်ရာခြေရွာများစာတင်ကျောင်းများဖုံးတော်ကြီးကျောင်းနေရာများကိုတရင်ပေးပြီးတော့လေကျောင်းနဲ့တိုက်ခိုက်ခန်းကျင်း င်းများလှုပ်ဆောင်နေမှုကြောင့်တွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းမြင်းကြံ District Drone Strike MDDS တပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်၎င်းတိုက်ခိုက်မှုကိုမြင်းကြံ District Drone Strike MDDS တပ်ဖွဲ့နဲ့တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထူးကဲမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဇကိုင်းတိုင်းကမ်ဘလူမြို့နယ်ကာဘိုးရွာမှာရှိတဲ့အကြမ်းဖက်စစ်တပ်ကင်းမုံးကိုဝင်ရောက်တိုက်ခတ်ရာစစ်ကောင်းစီတပ်သား၃ဦးသေဆုံးပြီးလက်နက်၃လက်ကိုတင်စီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘားလ26ရက်နေ့မနက်10:30မိနစ်ခန့်မှာကာဘိုးရွာစာတင်ကျောင်းမှာကင်းမုံးဝင်နေတဲ့အကြမ်းဖက်စစ်ကောင်းစီတပ်သားများကိုတော်လိုက်တပ်ဖွဲ့များကဝင်ရောက်ပစ်ခတ်တိုက်ခတ်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ခတ်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်းစီတပ်သား၃ဦးသေဆုံးပြီး G3 တနက်တလက်၊ကာဘိုင်တနက်တလက်နဲ့ MA1 တနက်တလက်တို့ကိုတင်စီရရှိခဲ့တယ်လို့သိရပါတယ်။ ကာဘိုးရွာစာတင်ကြောင်းထဲမှာကင်းမုတ်ဝင်နေတဲ့စစ်ခွေးတွေကိုဝင်ရောက်တိုက်ခိုက်ခဲ့တာပါဝင်ပစ်ပြီးတော့တနက်တွေကိုတင်းစီပြီးတော့ပြန်လည်ဆုတ်ခွာလာခဲ့တယ်လို့သိရတယ်။ G3 တက်လက်ကာဘိုင်တက်လက်နဲ့ MA1 တက်လက်ကိုတင်းစီရရှိခဲ့ပါတယ်။ဝင်ရောက်ပြစ်ခတ်တာကတော့မနက်10:30မိနစ်လောက်ကဝင်ရောက်တိုက်ခိုက်တာ7:30မိနစ်မိနစ်လောက်မှာအပိတ်သဆုတ်ခွာနိုင်ခဲ့တယ်စစ်ခွေးတွေကရွာထဲမှာမရှိဘူးဘေးရွာကိုစစ်ကြောင်းထိုးနေတဲ့အချိန်ဝင်ပစ်တာပါလို့ကမ်ဘလူးမြို့နယ်လှုပ်ရှား drone တပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်၎င်းတိုက်ခိုက်မှုကိုကမ်ဘလူးခရိုင်တိုင်ရင်လေးနယ်ကမ်ဘလူးမြို့နယ်ပကဖအဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြကြောင်းသတင်းရရှိပါတယ် ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းလားရှုံမြို့မှာရှိတဲ့တာသနာ2500တောင်ကုန်းကိုစစ်တပ်ကလေရင်နဲ့ပုံကျဲချခဲ့ရာပြည်လုံးချမ်းသာဇေဒီတော်မြတ်ကြီးနဲ့ဘုန်းကြီးကျောင်းများပြိုကျပျက်စီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။29ရက်နေ့တရက်ထဲမှာလားရှုံမြို့ကိုလေကြောင်းတိုက်ခိုက်မှုနှစ်ကြိမ်ပြုလုပ်ပြီးတော့29ရက်နေ့မွန်းလွဲ2:34မိနစ်အချိန်မှာလားရှုံမြို့ တာသနာ2500တောင်ကုန်းကိုပေါင်900ဘုံများချိတ်ချခဲ့ရာပြည်လုံးချမ်းသာစီဒီရောမြတ်ကြီးနဲ့ဖုန်ကြီးကြောင့်ပြိုကျပျက်စီးသွားတယ်လို့သိရပါဗါဒ်အော်တိုမလာ29ရက်နေ့မနက်7:58မိနစ်အချိန်လာရှုံမြို့ရက်ကွက်ဆက်တဲ့အောင်စေတနာလမ်းအတွင်းကိုလည်းစစ်တပ်ကလေရင်နဲ့ဘုံချဲချသွားခဲ့တော့လေလူထိခိုက်မှုမရှိဘဲနဲ့နေအိမ်တချို့ပျက်စီးခဲ့တယ်လို့သိရပါဗါဒ်တာသနာ2500တောင်ကုန်းပေါ်မှာတန်ဃာတော်တွေနဲ့ဖုန်ကြီးကြောင့်တွေပဲရှိတာပါလာရှုံကို MNDA မသိငင်တော့ကတော့စစ်တပ်ကလုံခြုံရေးအရာလာတက်ဆွဲသေးတယ်အခုတော့တန်ဃာတွေနဲ့ကိုရင်တွေပြန်နေနေကြတာ ဖုန်ကြီးကျောင်းအဆောင်တွေကတော့ပြိုကုန်တယ်ဇီတီတော်ကြီးလည်းပတ်ပတ်လဲမှာဘုံစားတွေဆင်ထားတယ်လို့လာရှုံမျိုးကန်တို့ကရှင်းပြထားပါတယ်အခုနှစ်ဩဂတ်လ30ရက်နေ့ကစတင်ပြီးတော့လာရှုံမျိုးကိုစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုအကြိမ်ရေအတွက်ဟာ20ကျော်လာပြီဖြစ်တယ်လို့သိရပါတယ်ရှမ်းပြည်နယ်မြောက်ပိုင်းမှာ MNDAA ကတိုက်ပိုက်ထားတဲ့နေမြေပြားကိုစစ်ကောင်စီကလေရင်နဲ့ဘုံများချဲချတိုက်ခိုက်လျက်ရှိရာ3လကျော်အတွင်းမှာအရက်သားပြည်သူထိခိုက်ဒေဆုံးမှု100ကျော်လာပြီဖြစ်ကြောင်းတရေရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့စစ်တပ်ပိုင်းမြမစီးပွားရေးဥပိုင်ကုမ္ပဏီကထုတ်လုပ်တဲ့ Ever Desert လျှက်စစ်မီတာတွေကိုလျှက်စစ်ဝန်ကြီးဌာနရဲ့မီတာတက်ဆင်ရေးစီမံချက်မှာဝယ်ယူဖို့ပယ်ချခဲ့လို့စစ်ဘုံချုပ်တွေအညှိုးထားထောင်နှစ်ရှည်ချမှတ်ခံခဲ့ရတဲ့ NLD လျှက်စစ်ဝန်ကြီးဦးဝင်းခိုင်ကိုကြမ်းမာရေးဆိုးဝါးနေတဲ့အချိန်ရောက်မှာစစ်ကောင်စီကလွန်ငင်းပေးလိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘားလ28ရက်နေ့ညနေပိုင်းမှာ NLD လျှက်စစ်ဝင်ကြီးဦးဝင်းခိုင်တက်ရောက်စေကူတနေရတဲ့မန္တလေးစေယုံကြီး ICU ခန်းထဲကိုအာဏာပိုင်တွေလာရောက်ပြီးတော့ထောင်နဲ့28နဲ့ချမှတ်ထားမှုကနေလွန်ငင်းခွင့်ပေးတယ်ဆိုပြီးတော့စစ်တပ်ကအမိန့်စာလာဖတ်သွားပါတယ်ဒါပေမဲ့သတိမေ့မျောနေတဲ့ NLD အစိုးရလျှက်စစ်ဝင်ကြီးဦးဝင်းခိုင်ကတော့ဘာမှသိနိုင်တဲ့အခြေအနေမရှိဘူးလို့ NLD သတင်းရင်းမြစ်ကပြောဆိုထားပါတယ် အော်တိုဘားလဇမ်းပိုင်းမှာမန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်ကိုလည်းမန္တလေးဆေးရုံကြီး ICU ထဲရောက်မှစစ်ကောင်စီကလွန်ငင်းခွင့်ပေးတယ်ဆိုတဲ့အမိန့်စာလာရောက်ဖတ်ပြခဲ့ပေမဲ့လည်းအော်တိုဘားလ9ရက်နေ့မှာတော့ဒေါက်တာဇော်မြင့်မောင်ဟာကွယ်လွန်ခဲ့ရတယ်လို့သိရပါတယ်စစ်တက္က2021ခုနှစ်ဖေဖော်ဝါရီလတရက်နေ့စစ်အာဏာသိမ်းပြီးတဲ့နောက်နိုင်ငံဘဏ္ဍာငွေကျပ်6ဘီလီယံခန့်နှင်းနာတယ်ဆိုပြီးတော့အဂရိလိုက်စားမှုတိုက်ဖြတ်ရေးဥပဒေပုံမှ55နဲ့ဥဝင်းခိုင်ကို1028နဲ့ချမှတ်ခဲ့တယ်လို့သိရပါတယ်အန်အယ်ဒီအစိုးရလက်ရှိဝန်ကြီးဥဝင်းခိုင်ကို စစ်ဘိုလ်ချုပ်တွေကအညို့တကြီးနဲ့ထောင်ချခဲ့တဲ့နိုင်ငံဗန်နာငွေကျပ်6ဘီလီယံနစ်နာတယ်ဆိုတဲ့အကြောင်းပြချက်ကလောက်ကျန်ဇက်တာဖြစ်ပြီးတော့တကယ်လက်တွေကတော့စစ်တပ်လက်အောက်ခံမြမစီဝါရေးဥပိုင်ကထုတ်လုပ်တဲ့ Ever Desert လုပ်ငန်းသုံးတဲ့လျှက်ဆက်3မီတာတွေကို NLD အစိုးရအုပ်ချုပ်ခဲ့တဲ့2016ခုနှစ်ကနေ2020ခုနှစ်အထိညှင်းပယ်ခဲ့တာကြောင့်ဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြမတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။